ိုင်းဆိုင်ရုံကအလုပ်ဖြုတ်ခံညမလုံသား320ဦးနင်းနာကြီးဘတ်300ကျော်ပြန်ရ ထားနိုင်ငံခြားချင်းဆောင်ခရိုင်နယ်ကစစ်ရုံတစ်ခုအားနဲ့ကြိုတင်အကြောင်းကြားခံရတာမရှိဘဲအလုပ်ဖြုတ်ခံခဲ့ရတဲ့မြန်မာလုံသား320ဦးကနင်းနာကျေထိုင်းပန်းငွေ3သန်းကျော်ရရှိသွားတယ်လို့ MHAC မဟာမိတ်ဖွဲ့ကကိုရဲမင်းကပြောပါရယ်။အရင်လုံသမားတွေကလုံသက်၄လမပြည့်ခင်အလုပ်ထုတ်ခံခဲ့ကြတာဖြစ်ပါရယ်။ထိုင်းဥပဒေအရလုံသက်၄လနဲ့နင်းနာကျေမရနိုင်ပေမဲ့အလုပ်သမားခွင့်ရရဆောင်ရွက်ပေးနိုင်ခဲ့တာလို့ဆိုပါရယ်။နင်းနာကျေရနိုင်မှု MHAC မဟာမိတ်အဖွဲ့နဲ့ NUG အစိုးရအလုပ်သမားဝင်ကြီးဌာနကတာဝန်ရှိသူတွေက ိုင်းအစိုးရဌာနဆိုင်ရာအသီးသီးနဲ့ပူးပေါင်းဆောင်ရွက်ပေးခဲ့တာလို့ကိုရဲမင်းကပြောပါရယ်။ဒါပြင်နင်းနာသူမြမလုတ်သားများတောင်းဆိုခဲ့တဲ့အချိန်ထိုင်းအစိုးရအလုံသမားကာကွယ်စောင့်ရှောက်ရေးဌာနစဝါဒီကန်ကတာဝန်ရှိသူတွေလုပ်ငန်းရှင်တွေနဲ့ဂျားကန်အေဂျင်စီတို့ကလာရောက်ဖြည့်ရှင်ပေးခဲ့တယ်လို့ဆိုပါရယ်။ အတိကဒီဆိုင်ရုံလုံသားတွေကညှိညွတ်ကြတယ်။နယ်မြေကန်ထိုင်းအနာပိုင်တွေကပူပေါင်းဆောင်ရွက်ပေးတဲ့အခါကျတော့နိုင်ရတွင်းမှာပဲထိုက်တဲ့နင်နာခြေတွေဘတ်သုံးသန်းကျော်ရရှိခဲ့တာမှာဒါပေမဲ့အလုသမားတွေလိုချင်တာကနင်နာခြေမဟုတ်ပါဘူး။သူတို့ကပုံမှန်အလုကိုလိုချင်ကြတာပါလို့ MHAC မဟာမိတ်ဖွဲ့ကကိုရဲမင်းကပြောပါရယ်။နင်နာခြေမှာလုံသက်3လကျော်အလုသမားများအတွက်ထိုင်းဘတ်1000ရှယ်ရလုံသက်3လမကျော်သူများအတွက်ထိုင်းဘတ်9000သတ်မှတ်ရောခြေပေးခဲ့တာဖြစ်ပြီးတော့စုစုပေါင်းနင်နာခြေဘန်းငွေ3000 5600အပြည့်အဝ ကိုပြန်လည်ပေးရခဲ့တယ်လို့ MHSC မဟာမိတ်ဖွဲ့ကထုတ်ပြန်ပါတယ်။အလို့သမားတွေကလည်းနင်းနာကြေးရရှိတဲ့ဘတ်သုံးသန်းကျော်တဲ့က MHSC မဟာမိတ်ဖွဲ့ကိုဘန်းငွေ9000ကိုအလို့သမားအရေးတွေဆောင်ရွက်ဖို့ပြန်လည်ပြီးတော့လှူရန်ခဲ့တယ်လို့သိရပါတယ်။